ကနေဒါကိုပြည်ပဝင်ရောက်ဆွတ်ဖက်မှုတရုတ်ကအကြီးမားဆုံးချင်းချမှုဖြစ်နေကနေဒါမှာပြည်ပဝင်ရောက်ဆွတ်ဖက်မှုနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံဟာအကြီးမားဆုံးချင်းချသူဖြစ်နေပြီးအာသိမ့်မှာပေါ်ပေါက်လာတဲ့ချင်းချမှုတစ်ခုလည်းဖြစ်တယ်လို့ကနေဒါဝန်ကြီးချုပ်မက်ကာနီကပြောပါတယ်ကနေဒါရဲ့အကြီးမားဆုံးငင်းကြင်ရေးချင်းချမှုကတရုတ်ဖြစ်တယ်လို့ AP 28ရဲ့ရေကောက်ပွဲမတိုင်ခင်ပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲတစ်ခုမှာဝန်ကြီးချုပ်ကာနီကဆိုပါတယ်ဒီလိုဝင်ရောက်ဆွတ်ဖက်မှုတွေကို တံပြင်းရမယ်လို့သူကပြောပါတယ်။ယူကရိန်းစစ်ပွဲမှာရုရှားဘက်ကနေရပ်တည်နေတဲ့အတွက်တရုတ်နိုင်ငံကို သူကဝေဖန်ခဲ့ပြီးအထူးသဖြင့်အာရှသလွှားနဲ့ထိုင်းဝမ်အတွင်းချင်းချမှုလည်းဖြစ်တယ်လို့ကနေဒါဝန်ကြီးချုပ်ကတတိပေးထားပါတယ်။တရုတ်ဟာပထဝီနိုင်ငံရေးအရအကြီးမားဆုံးချင်းချမှုဖြစ်တယ်လို့သူကဆိုပါတယ်။အော်တဝါရှင်တရုတ်တန်ယုံကတော့ဝန်ကြီးချုပ်ရဲ့အမှတ်ချက်နဲ့ပတ်သက်ပြီးတုံ့ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။ကာနေရဲ့ Liberal Party ဟာ မဲဆွယ်စည်းရုံးဤနောက်ဆုံးနေ့အချိန်ဤကလာချိန်မှာလူထုထောက်ခံမှုမြင့်တက်နေကြောင်းရွေးကောက်ပွဲစစ်တမ်းတွေကဆိုပါတယ်မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။